င်္ဂလာပါခင်ဗျာရေပြာအိမ်မခွေးလေးမှကြောင်းတင်ဆက်ပေးတဲ့အခါမှာတော့ဒီနေ့မှာတော့ရေပြာအိမ်မယောဂသည်ဆိုရဲသလန်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရေပြာအိမ်မယောဂသည်အကြောင်းကိုအဖွားကြီးပြောပြသည့်အတိုင်းမခွင်ရွှေကမှတ်သားပြီးရေးလိုက်သည်အဖွားကြီးပြောပြသည့်ရေပြာအိမ်မတန်းကိုတော်တော်များများရေးလာခဲ့ပြီးဖြစ်သည် မခင်ရွှေဖို့စာလုံးစာပိုက်စာကြောင်းထားသူကိုတော်တော်ကြွန့်ကျင်နေပြီဖြစ်ရာမဂ္ဂဇင်းတဲစာဆောင်လဲတွေမှာထဲနိုင်လောက်အောင်ပင်အရေးသားကောင်းမွန်ချောမွန်နေပြီဖြစ်သည်ရေးသားပြီးသည့်ရေပြာအိမ်မှာယောဂတဲ့အကြောင်းကိုပြန်လည်ဖတ်ရှုရသောမခွင့်ရှိသည်ဝါရင်ကလောင်ရှင်တို့ရေးသားသည့်ဝတ္ထုတပုတ်ကိုဖတ်ရှုရပြီတကယ်လို့ဖြစ်နေသောကြောင့်သူ့လက်ရာကိုသူသဘောကျစာဖြင့်စိတ်ဝင်စားစွာဖန်နေမိသည် ကိုတုတ်ဖြူကမိခင်မွေးစဉ်ကပင်နမင်းနဲ့လိုက်အောင်ဖြစ်ဖြစ်ဖွဲ့ဖွဲ့တုတ်တုတ်ခက်ခဲဖြစ်ချစ်စရာလေးဖြစ်သည်မိဘဆွေမျိုးများကချစ်စနိုးဖြစ်တုတ်ဖြူလေးဟုခေါ်ကြကြသောကြောင့်အသက်အရွယ်ကြီးပြင်းလာသည့်တိုင်အောင် မောင်တုတ်ဖြူဟုသောနာမည်က ကုန်းတရလက်ဖက်တဲ့ယုံမကန်းရပဲတွင်သွားလေသည်ကိုတုတ်ဖြူမိဘတွေက ချမ်းသာသည်ဟုလည်းမဆိုနိုင်စိတ်ရဲသည်ဟုလည်းမဆိုနိုင်တို့တော့ကြွေးကင်းမိကင်းသမင်းနှမအောင် စားနိုင်ကြသူတွေဖြစ်သည်သားသမီးဟု၍ကိုတုတ်ဖြူတယောက်သာထွန်ကားသည် ကိုတုတ်ဖြူလဲရှာဦးဖုံးတော်ကြီးเจ้าမှာစာတော်တော်များများတင်ခဲ့ပြီးမှเจ้าထွက်ပြီးမိဘနဲ့အတူရာသီလိုက်အဆင်ပြေရာအလုပ်ကိုတွေ့မရှောင်လောက်ကင်လာခဲ့သည်ထို့ကြောင့်ငယ်စဉ်ကတုတ်တုတ်ဖြူဖြူလေးဖြစ်တော့ကိုတုတ်ဖြူသည်နေပူမိုးရွာမရှောင်တွေ့မရှောင်အလုပ်ကိုလုပ်ရတော့ကြောင့်ဖြူလဲမဖြူတော့တုတ်လဲမတုတ်တော့ပဲအသားညိုသွားကကြည်ကောင်းယုံကိုလုံးမြတာရှိတော့သည်မိဘလေးကွယ်လွန်တည်ဆုံးစဉ်ကဆိုရင်ကိုတုတ်ဖြူအသက်သည်20ပဲမပြည့်သေးပေ ဆင်းရဲသူလည်းဆင်းရဲသူအလျှောက်ဖူးစာဖက်ရှိသည်သူလူကောင်းဟင်သူစင်တန်းကမင်းကလေးတယောက်နဲ့စိတ်တူရဘောသူလက်ထက်ယူလိုက်ကြသည်တောရတွေသားအလျှောက်လောက်ကင်စားရောက်ဒီမှာအဆင်ပြေမှုမရှိဘဲငွေရင်းရှင်သည့်အခါရှင်လိုက်ကြက်တဲထိခါကြက်တဲလိုက်နဲ့နေရီထိုင်ရင်မှာစိတ်ညစ်စရာကောင်းနေသည်မော်တော်ကားလမ်းဘေးမှာဈေးရောင်းရန်အလုံမျိုးကိုလည်းကိုတုတ်ဖြူဝါသနာမပါကိုတုတ်ဖြူကြီးဖုံးတော်ဒီကြောင့်မှာစားတော်တော်များများတင်လာခဲ့သည့်စိတ်ကြောင့်ပင်မန်းခံရှာဖွေရမည့်အလုံမျိုးကိုမလုပ်လို့ချေ ပါဇက်ဖြစ်ယခုခေတ်စကားဖြစ်ပြောရမည်ဆိုတော့လေပန်းချင်းဖြစ်ပတ်စံရမည်အလုံးမျိုးကိုသာလှုပ်ချင်သူဖြစ်သည်ထို့ကြောင့်တနေ့တွင် ကိုတုတ်ဖြူကချစ်စနီးကိုတိုးတိုးတိတ်တိတ်တိုင်မြင်သည်မေးသူလင်မယားချင်းတိုင်မြင်တာနော်နင်နှုတ်လို့သူမှရှောက်မပြောနဲ့နော်ကိုတုတ်ဖြူကစကားမဆမီမှာဇနီးတဲ့မအေးကိုနှုတ်ပိတ်သည်ပြောပဲပြောစမ်းမအောင်တော့ကိုလင်ကယုံလို့ပြောတာကိုကျုပ်ကဘာသူလျှောက်ပြောနေရမှာလဲကိုတုတ်ဖြူရဲ့ မဲအေးကသူ့ကိုနှုတ်ပိတ်ရမည်လားစိတ်တူဟန်ပြင်စံပြနေသောစကားကိုစောင့်ချလိုက်သည်ငင်းကလည်းစိတ်ကြည်ပဲငါကယုံလို့ပြောတာပေါ့မတော်စမိပြီလှုပ်ခနဲ့ပြောလိုက်မိမှာဆိုလို့တတိပေးတဲ့သဘောပါကိုတုတ်ဖြူကတောင်းမှန်တမ်းပဲပြောတော့အခါမဲအေးကချစ်လင်ကိုတနာသွားသည်စိတ်မဆိုးပါဘူးတော်ကဲပြောစမ်းပါအောင်လေပြော့ဖြစ်ပြန်မေးတော့အခါကိုတုတ်ဖြူကလေတန်းကိုအုပ်ပြီးသူ့အကြံကိုဖွင့်ဟသည်တို့လင်မယာမျိုးကိုပြောင်းချရအောင်ကိုတုတ်ဖြူစကားမဆုံးမီ မြို့ပြောင်းဝေးပါလို့စားမှလဲနေစရာအိမ်ရောရှိရဲ့လားမဲအေးကသူ့လင်စက်ယူပောက်ပြီးထင်မိထင်ရပြောတည်ဟူသောယူဆချက်ဖြင့်ပေါ်ပေါ်ဆဆပြန်မေးလိုက်သည်ငင်ကလည်းငါပြောမယ့်စကားကိုနားထောင်နားထောင်သမ်းမောင်ဟာအပြစ်ပြောဖို့လောက်ပဲစဉ်းစားနေအောင်ဒီချိန်မှာကိုထုတ်ပြူကစိတ်တူဝါသည်ကေကေမပြောပါဘူးနားပဲထောင်ပါမယ်မဲအေးကပြုံးစိစိမျက်နှာဖြင့်ဆက်လိုက်ဖွာနေသည်ညင်သိချာနားထောင် ငါဖုံးတော်ကြီးကြောင့်မှနေတော့ကပေတင်ကိုဝါသနာပါလို့ဆရာတော်ဖုံးတော်ကြီးစီမှာတော်တော်လေးတင်လာခဲ့ဘူးလေအခုဖုံးတော်ကြီးကြောင့်ကပေတင်နဲ့ပတ်သက်တဲ့စာအုပ်တွေငားပြီးပြန်လေ့ကျင့်လိုက်ရင်တော်ရုံတန်ရုံပေးရင်ဆရာမျိုးလောက်တော့ဖြစ်ပါရဲ့ဟာမေအေးဒီကိုတုတ်ဖြူပါကိုဆိုလိုမှမသိရတော့လေရည်ရချက်တစ်ခုခုတော့ရှိရမည်ဟုတွေးကစိတ်ဝင်စားစားပြူလာသည်အင်းကျောဆမ်းမအောင်ကိုတုတ်ဖြူရဲ့တော်ပေတင်ဟောတက်တာနဲ့မြို့ကိုပြောင်းကြမှာနဲ့ဘလို့ဆိုင်နေလဲ ဇနီးဖြစ်သူစိတ်ဝင်စားဟန်ပေါ်လာသည်ကိုတွေ့ရသောကိုတုတ်ဖြူကပြောအားရှိလာသည်။ငါတနီးကဟိုစေးဆိုင်ကကြီးစားအထမ်းငှားလို့မြို့ကိုလိုက်သွားတာနင်မမိတယ်မဟုတ်လား။မမိတာပေါ့။ထမ်းငှားငွေလေးချက်ရလာတာလေ။အေးဈေးနဲ့မလမ်းမကမ်းမှာရှိနေတဲ့ကိုကိုပင်ကြီးအရှိန်မှာကြောက်တဲ့မုံတစ်ချက်နဲ့ခုံလေးတစ်ခုပေးတင်စရာတယောက်ရှိတယ်။ငါကအထမ်းသမားတက်တက်ဆိုတော့သူတို့ဈေးဝယ်ပြီးလာပုံနာတဲ့အထုပ်ပိုးတွေကိုထမ်းမိုးပို့ကပြင်ပြီးစောင့်နေတော့အဲ့ဒီပေးတင်စရာစီမျက်လုံးရောက်သွားတယ်။ အမေဘေးရင်ကြည့်ကြလူတွေမပြတ်ဘူးခဲ့တခါကြည့်တမတ်လက်တင်ရတယ်ငါကြည့်နေတော့မှလူ6လောက်လာတွေ့တယ်မိမ9ယောက်ယောက်ျောက်1ယောက်6မှတ်ဆိုရင်တကြက်ခွဲတတတတလေးနဲ့ရနေရနော်တနေ့ကောင်မှဘေးရင်လာမေးရအ ਨੇ ဆုံး9ယောက်10ယောက်ကြာရှိမယ်လို့ငါခံမမိရမေးတနေ့ကိုတစ်ချက်ပဲထားတော့အောင်ကွာတလားမှာငွေ30တော့မှန်နေတာပဲခလေးမြင်းငယ်မရှိရဒိုးလေမြန်းညောင်ပေးပေးမမတ်မလုပ်ရပဲအရက်တဲထိုင်ရင်တလား30နေရင်နေလာမေးအေး ထိုခေတ်အခါကတလ30များသောဝင်ငွေသည်လူ၄ယောက်လောက်ရှိသောအိမ်တောင်တစ်ခုထိုင်စားနေနိုင်သောဝင်ငွေဖြစ်သည်ကိုတို့ပြုစကားကြောင့်မေအေးမျက်လုံးကျယ်လာသည်တော်ကမြို့ကိုပြောင်းပြီးဘေးရန်ဟောဆမဲ့စိတ်ကူးလို့လားအေးလေဒီမှနေရတာဘလောက်ပင်ပန်းလဲဇီယောင်းစားအောင်ရင်းနှီးကမရှိလက်ရှင်တွေအငားလိုက်လို့လဲမင်းရောငါရောမွေးရဲမှာရွှွ့နွန်နေမှာတနေကုန်ပင်ပန်းစားရပြန်တော့ငါပြီးရေ ဒါကြောင့်တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့နှောင်းနှလုံးပြပြီးမြို့တက်ပြီးဘေးရဟောစားတော့မယ်လို့စိတ်ကူးထားတဲ့မေအေးရဲ့မေအေးကရုတ်တရက်စကားမပြန်သေးပဲစဉ်းစားတက်လို့တွေ့ဝင်နေသည် ကိုတုတ်ဖြူကဆက်ပြောလိုက်သည်မင်းစဉ်းစားကြည့်လေမေမင်းမှမိဘတွေမရှိတော့ဘူးငါမှလည်းမိဘတွေမရှိတော့ဘူး ညီကောင်မောင်နှမဆိုတာဘာအားကိုးရလို့လဲကွာငါမှတော့ညီကောင်မောင်နှမမရှိပါဘူးမင်းမှသာရှိတာပါဒါပေမဲ့မင်းသားချင်းတွေကလည်းဒိုစင်းရနေတယ်လို့စံတပြေလက်ကားပေးဖို့တလားဘသူမှအားကိုးလို့မရမှတူတူလွတ်ရကျွတ်ရရိတ်တဲသွားထိုင်ပြီးလှုပ်ရှားနေရတာမကောင်းလားမေအေးကိုတုတ်တူပြောဒီမှာဟုတ်တလောက်တော့ဟုတ်နေတယ်ထို့ကြောင့်မေအေးကပြန်မေးလိုက်သည်ကျုပ်မျိုးတွေကထင်တယ်လောက်မဆိုးပါဘူးတော့အချောင်းရှိရောလဲသူတို့ပဲရက်ကြရတာဒါထက်မျိုးပြောင်းပြီးဘယ်နေရာမှနေမှလဲကိုတော့ပြူညီစီယာကငါစဉ်းစားပြီးသားပါ ဟိုဘေးရင်ဆရာဇေနာကတစ်ပင်အောင်မှာဆိုတော့အပေါ်စားဆန်လာတယ်မဲ့အေးရဲ့ငါကဖះဆောင်တဲ့မှာတုတ်ထက်ခန်းခန်းနာလေးဖြစ်အောင်ဆိုင်းပုတ်လေးပါလေးနဲ့တန်တန်နာနာလောက်မှာလူဆိုတာအဆောင်ရောင်ကောင်းကောင်းဟန်ကောင်းကောင်းလင်းရပါတယ်မဲ့အေးဟာမင်းဘယ်လိုတပေါ်ရလဲကောင်းတယ်ကိုတက်ဖြူကျုပ်ဒီလုံလုံမဲ့တူတူမြန်မြန်သွားကြကောင်းတယ်လင်မယားနှစ်ယောက်စိတ်တူတပေါ်တူတိုင်မင်းကရှိပစ္စည်းလေးတွေကိုတင်စီပြီးမြို့ကိုပြောင်းလာခဲ့ကြသည် ကျွာကလူတွေကမူမြို့မှာပါလုံလုံမီဟုတိတိကျကျမှပြောခဲ့ကြခြင်းကြိုတင်ကြည့်ကြရင်ပြက်ရဲပြူချအထင်သေးချဖြင့်လိုက်လံကြည့်ရှုလှမ်းပြောင်းပါကနာမည်မထွက်ခင်နာမည်ပြက်မီကိုကြိုတင်တွေးမိတော့ကြောင့်ဖြစ်သည်အချိန်နေခိုင်လုံသွားပြီးမှနာမည်ထွက်ပြီးမှကျွာကလူတွေအလိုရောက်တိကျစီတော့ဟုသဘောထားကဇနီးမောင်နှံနှစ်ယောက်ခက်ကုတ်ကုတ်ထွက်လာခဲ့ကြသည် ဖရာဆောင်ကန်တနေရာဝဲလက်နစာကြကြလွယ်ကူစားလူမြင်နိုင်သည့်နေရာကိုပတ်စံလေးအထိုက်လျှောက်ပေးပြီးပေရင်ဆိုင်ခံလေးတည်လိုက်သည် ရှင်မျက်နစာကိုပေရင်ဟောသည့်နေရာနောက်တစ်ပိုင်းကိုခန်းစည်းလေးကထားပြီးသူတို့ဇနီးမောင်နှံအိတ်ခန်းဖြစ်သုံးကြသည်ဗီရဝိဆာဆက်ရဖြူရှင်နောက်ဖြစ်မုတ်ချဒိတ်တာမှန်စီရမီညံပူဇော်ကတချိန်ရှစ်ပဲဖူတော်ဆိုင်ပုတ်လေးကတက်တက်ရက်ရက်လေးတင်လာသည်ပထမတလားလောက်မှာကထင်တလောက်တွက်ချီမကြိုက်သေးခြင်း ပါလာသောပတ်စံလေးကိုချစ်ချစ်ကုတ်ကုတ်စားတောက်ပြီးဇွဲကြည့်ကြည့်ဖြင့်ဇနီးမောင်နှံနဲ့ရောက်ပီခန့်နေခဲ့ကြသည် လီယောညီယောမိုးယောအကခွဲရသည့်ချမ်းမြေတော်ဖះဆောင်နဲ့မှာစားပြီးအိတ်အိတ်ပြီးစားဖြင့်ငငိမ့်လေးနေရသောကိုထုတ်ပြူအဖိုးငေရုပ်ပြန်ပေါ်လာသည်ညမင်းနဲ့လိုက်အောင်ပင်ဖြူဖြူတုတ်တုတ်ဖြင့်ဥပရိယုတ်ကယုံကြည်ခြင်းစရာကြည်ညိုဝယ်စရာဖြစ်လာသည်ဖះဘူးလာသူတွေကတခါချစ်ရှစ်ပဲကိုအပြော်တဘောထားကသွားရင်လာရင်ဖះဘူးအပန်းဖြေပေရင်ကြည်ကြသည်ကိုထုတ်ပြူကပေရင်ကိုအတော်အတင့်တီးခေါက်မိသည်ကတကြောင်လူကင်းပါသည်ကတကြောင်ကြောင် မေးသူအကဲကိုကြည်ကကြိုက်တွေ့စဉ်ပြီစကားကိုပြောဟောသည် အပူတော်ကဟန်မျိုးဖြစ်လာသူကိုအရွယ်နှင့်ရုပ်ရည်ကြည်ကဤအရွယ်ဖြစ်မေးပုံမေးဟန်သည်လင်ပူရီးစားပုံမိသည်ဖြစ်ရမည်ဤအရွယ်ဖြစ်မေးပုံမေးဟန်သည်ပစ္စည်းပြောက်လူပြောက်အမှုကင်းမျိုးဖြစ်ရမည်စသည်ဖြစ်အကဲခက်ကဘေးရင်ဟောယုံသာမဟုတ်ရေတရာချေတက်ရိုက်တက်စဉ်စသည်ဖြစ် တပတ်သားကျင်နဲ့အောင်ဟောတက်ပြောတတ်သောကြောင့်နောင်ခါမှမှန်ခြင်းမှန်မမှန်ခြင်းနေအရွယ်ကောင်းဥပဒေကောင်းအပြောကောင်းတော့ကိုထုတ်ပြရှိရာမှာဝင်လာမဆဲဆဲတဲသေးသေးဖြစ်နေရကမျော်လင့်သည့်ထက် ပူပြီးအောင်မြင်မှုရနေတော့ကိုတုတ်ဖြူဇနီးမောင်နှံကဘေးရင်မိကပတ်စံများဖြင့်စားလောက်တောက်လောက်သည့်အပြင်အပူရှန်စုမိကရွှေတဲလဲငွေကျွဲလဲဖြစ်နေကြသည်ထို့အခါပေးရနုံနုကန်းရနုံနုဖြင့်ရှောင်ဖယ်နေကြသောမေအေးဤဆွေမျိုးတွေက မကြာခဏလာကြကအလွမ်းတဲကြချစ်ကြခင်ကြဖြစ်နေသည်မေအေးကမိမတဘာဝအတိုင်းကိုပကပါတော့အမျိုးဖြစ်တော့ကြောင့်ဂျင်းနဲ့နေသည် ငွေကြီးချောင်ချောင်လဲလဲဖြစ်လာကြတော့အခါကိုတုတ်ဖြူသည်ငကူကပင်အသားစားကျူသောလူတစ်ယောက်ဖြစ်ရသည်ကနေ့စဉ်အသားရဲ့အနည်းဆုံးနှစ်ခွက်လောက်ပါမှထမင်းစားနိုင်သောအခြေအနေသို့ရောက်ရှိနေသည်ကိုတုတ်ဖြူ၏ဝန်ဝေကလည်းမနှဲသောကြောင့်မအေးကជីជីပြူပြူချက်ကျွေးနေသည်ရွာမှာနေ့စဉ်ကငတ်သမျှတွေကိုအတိုးချပြီးကိုတုတ်ဖြူသည်ထမင်းစားသည့်အခါမှသာအသားရင်းဖြစ်စားသည်မဟုတ်လက်ဖက်ရည်ချမ်းပြမြည်သည်မှလည်းအသားသမျိုးမျိုးကင်၍ဖြစ်စေကြော်၍ဖြစ်စေ ပြုတ်၍ဖြစ်စဉ်တစ်ခုခုကိုစားရမှကျင့်တတ်လေသည်မြို့ပေါ်မှာပေါ်တီပန်းတကူသားကိုစားရယုံဖြစ်ကိုတုတ်ဖြူသည်မကျင့်တတ်ချင်တော့ခြင်းမဲအေးရမြို့ပေါ်မှာတိမ်ပြီးသားတက်ပြီးသားအသားတွေစားရအရသာမရှိဘူးကွာပေါ်ရွှွှွနဲ့ဟူသောလေတန်ထွက်လာသည်အောင်မင်းရှင်ကခုမှကြီးကျင်မလာပါနဲ့တော့ဟိုရုံးကရှင်ပြောတဲ့ပေါ်ရွှွှွအသားကိုတော့စားနိုင်ခဲ့လို့လားခုမှဝဝလည်လည်စားနေရမှာပေါ်တလင်းပါလေးနဲ့မဲအေးကဟုတ်မှန်သည့်အတိုင်းပြောလိုက်သည် ဟိုတုန်းကတော့ဆင်းရဲကြတဲ့ကြာဦးမိမရဲ့အခုတော့မင်းကိုယ်တိုင်အောင်ရွှေလေးနဲ့ငွေလေးနဲ့ဖြစ်နေမှာပဲငါလည်းပစတဲ့ပေါ့ရွှေရွှေဖြစ်နေပြီပေါ့ကွာကိုတုတ်ဖြူကပီတိဖြစ်စွာတဟဲဟဲရဲ့ရင်ပြောသည်ထို့နောက်ကိုတုတ်ဖြူကစကားဆက်လိုက်သည်တို့လေရွာပြန်မရောက်တာကြာပြီမဟုတ်လားအနာယူရင်ခဏပြန်လိုက်ကြအောင်ဒီမှာအဆက်တွေဖြစ်နေတဲ့ဖောက်တွေပြက်ကုန်မှာပေါ့ဆက်တွေပြက်ကုန်ရင်ဝင်ဝင်နှဲသားလိမ့်မယ်နော် မဲအေးကနှမျောဟန်ဖြစ်ပြောတော့အခါကိုတုတ်ဖြူကမဲအေးကိုတနာစရာတတဝါတကောင်လိုဥကောင်မြိုင်ကြည့်ရင်ငါမိမတကယ်အပါလားဟေးဆယ်ရက်15ရက်လာကိုရောင်ဖြောက်နေလိုက်ရင်နောက်တခါငါဘေးရင်ပြန်ဟောတဲ့အခါကျအခုဝင်နေတဲ့ဝင်ဝင်တဲ့နှစ်ဆဝင်မမဲအေးရဲ့ပြောဆက်မအောင်တော့တော့ကိုခဏအနာယူတယ်လို့တတွဲမလွင်ဘူးကွာဆိုင်ရှိမှာဆိုင်းမောက်ရေးထားခဲ့မယ်ရှေ့တဆင့်တို့ပြီးပညာတင်ပွဲအတွက်အတိတ်တန်တစ်ခုသွားဝင်နေပေါ့ အကိုကငါ့ကိုယုံကြည်နေကြတဲ့လူတွေဟာအဲ့ဒီဆိုင်ပုံမြင်တော့ပို့ပြီးယုံကြည်သွားကြမှာသိကြတယ်ပြန်လာတဲ့အခါကျလူတွေအထင်ကြီးပြီးပုံယုံကြည်လာကြမယ်လိန်လူပုံကောင်းသွားတာပေါ့ကွာဟုတ်ပြီကွတုတ်ဖြူရဲ့ကျုပ်သဘောပေါက်ပြီဒီလိုဆိုခက်မြန်မြန်သွားကြအောင်ကျုပ်ချက်ရွာကိုပြန်မြောက်ကြရလဲကြာပြီးကွတုတ်ဖြူရဲ့မဲအေးကအားတက်တရော်ပြောသည်သူနှစ်ပင်ကွတုတ်ဖြူနဲ့မဲအေးတို့သူတို့စီစဉ်တဲ့အတိုင်းပြုလုပ်ထားခဲ့ကြပြီးရွာသို့ပြန်လာခဲ့ကြသည် ဝေကြီးပပူရှန်ရှန်လေးလက်ထဲမှာရှိတော့ကြောင့်ကိုတုတ်ဖြူသည်ရွာရောက်သည့်အခိုက်ဈေးဆိုင်တန်းမတ်သွားပြီးတောက်ခါစားကပြည့်အချိန်ဖြုံသည် ငယ်ပေါင်းရောင်းရင်းအချို့ဖြင့်တော်တန်းထဲသွားပြီးအပျော်မဲလိုက်ကြသည်။ရွာရောက်ပြီးပျော်ပါ၍ဝါသလောက်ရှိသောအခါလက်ထဲမှငွေကလည်းလျော့နေသွားပြီဖြစ်သောကြောင့်မင်းအေးကတတိပိစကားပြောလိုက်မှဖုံးတော်ကြီးထံပေးတဲ့ပညာတဆင့်တက်ရန်တတိရတော်သည်။ထို့သောဘုန်းတော်ကြီးကကိုတုတ်ဖြူကိုမျောလင့်တယ်လို့ဘေးရင်ပညာမသိမေးပဲတတိပိစကားဆုံးမစကားကိုသာမိတ်ကြားတော်မူသည်။မောင်တုတ်ဖြူမင်းကတော့ရဲအပျော်မဲလိုက်သွားတာကြီးကြီးတကောင်မိခဲ့ရတယ်ဆိုတာမှန်လား။ ဟုတ်ပါတယ်ဖေ။ကိုတုတ်ဖြူကရှောက်သည်။အဲ့ဒီជីကိုမင်းဘယ်လိုလုပ်မှလဲ။ជីជីထွက်ပြေးတော့မင်းလိုက်သွားတော့ဘသူနဲ့တွေ့လဲ။မင်းဘာတွေလုပ်လဲ။ဘုံတော်ကြီးအမေကိုကိုတုတ်ဖြူရုတ်တရက်ပြန်မဖြေဝဲမယ်ဖြစ်နေသည်။ဘုံတော်ကြီးမေးသည့်အတိုင်းမနေ့ကជីတကောင်မိသည်မှာအမှန်ပင်ဖြစ်သည်။ညုံကွင်းထောင်ပန်းသည်ဖြစ်သောជីကိုတန်ရာတန်ချက်မရှိပဲမိလိုက်သည်။ជីသည်ကိုဝင်အရင်မာကြီးနှင့်ជីမာကြီးဖြစ်သည်။ အတူပါလာသောအမဲလိုက်ဖော်များကစီးရှင်ကြီးနေကြီးချီမာကြီးကိုတနာလာကြသည် မတက်ရက်မစားရကြတော့ချင်းခလီမိုးကန်ဒီအမကြီးကပြန်လှုပ်လိုက်ကြပါတနာပါတယ်အေးကွာကြီးမာကြီးကိုတက်လိုက်ရင်ဝမ်းထဲကကြီးပေါက်စာလေးတေတော့မှာပဲကြီးမာကြီးမြင်မှအိမ်ကမွေးတော့မယ်ဆဲဆဲငါမိမကိုမျက်စိလေးမြင်လာတော်ပြီကွာနောက်အမဲလိုက်ဖို့များငါ့ကိုလာမခေါ်ချားနဲ့တော့ဟိအတူတူပါလာသူများကတယောက်တခွန်းအတိတရားရသည့်စကားတွေကိုပြောကကြီးမာကြီးကိုပြန်လှုပ်လိုက်ကြသည် ်ထို့အခါကိုတုတ်ဖြူကအရှက်တော်တော်မူနေပြီဖြစ်သည်မြို့မှာပေးတင်စရာအဖြစ်ဟန်ဆောင်တိုက်ခါဆင်းနေခဲ့ရသမျှနေ့တိုင်းအတိုးချတောက်ထားသောကိုတုတ်ဖြူသည်မဲအေးတရိပေးချက်ရာဤနေ့သည်နောက်ဆုံးတောက်ရမည်နေအဖြစ်ဖြင့်ခါတိုင်းထပ်ပို့ပြီးတောက်ထားသောကြောင့်ခါတိုင်းထပ်ပို့မှုပူရမ်းခြင်းနေသည်တငယ်ချင်းတွေကជីမာကြီးကိုပြန်လွတ်ဖို့ပြောနေသူကိုတဘောမတူချင်အောင်မခုမှဖျားလောင်းနေဖြစ်နေကြတာမင်းတို့မတက်ချင်ငါတက်ပေးမယ်ကွာ ကိုတုတ်ဖြူကပြောရင်ကြီးချီမာကြီးကိုထိုးသက်ရန်မိန်ကိုချိန်လိုက်သည်တို့တော့သူ့လိုမမှုပဲတောက်တီဆုံရန်တောက်တီဆိုရုံများတောက်လာတော့တငယ်ချင်းတွေကမိန်ကိုလူယူလိုက်တော့ချောက်မတက်လိုက်ရခြင်းတယောက်တော့သူကညွန်ခွင်းကိုသွားဖြုတ်သည်ဟေ့တငယ်ချင်းမဖြုတ်နဲ့အောင်မဖြုတ်နဲ့အောင်ကိုတုတ်ဖြူကအော်သည်ဘာလဲမင်းကတက်ချင်သေးလို့လားညွန်ခွင်းဖြုတ်နေသူကပြန်မေးသည်ဟုတ်ပါဘူးကွာမတက်ချင်ပါဘူးကြီးမာကြီးကိုငါအစာကျွေးချင်လို့ပါတကယ်ပါတငယ်ချင်းငါမတက်ပါဘူး ကိုတုတ်ဖြူကပြောတော့ကအပေါင်းသင်းများကကိုတုတ်ဖြူတကယ်ပြောခြင်းဖြစ်မီဟုထင်ကြသည်ချိန်မီဆိုလဲထင်စရာပဲကိုတုတ်ဖြူလက်ထဲမှာဘာလက်နဲ့မှမကင်ပဲခလန်းလန်းမှရှိနေတော့ခြုံတခြုံရှိရာသို့ထွက်သွားသည်ခြုံကြီးစီစိန်တပေါ်ပင်တွေရစ်ပတ်နှွေရက်နေတော့ခြုံကြီးဖြစ်၍တန်ဆွမ်းတုတ်ဖြူပြီးနုပတ်ဆွမ်းဆိုတော့စိန်တပေါ်ညွန့်တွေက စားစင်စပွဲဖြစ်နေသည် ကိုတုတ်ဖြူဤရောင်ရင်တစုစိတ်ထဲမှာကိုတုတ်ဖြူသည်ကြီးမာကြီးကိုကြွေးရန်စိန်တဘောညွန့်တွင်ခူးသွားဖို့ဖြစ်သည်ဟုခြင်ကြသည်တို့တော့ကိုတုတ်ဖြူတကယ်ခူးလာသည်မှာစိန်တဘောညွန့်တွင်မဟုတ်ပဲခြုံကြီးအောက်ခြေမှာအတွဲလိုက်အခိုင်လိုက်တီးနေတဲ့ခွေလျာသည်ရေတနယ်လုံးဖြတ်ယူလာသည်မူတာမူသည်ခွေလျာသည်ထိလည်းမချိမဆန့်ရတက်တီကိုကကိုတုတ်ဖြူကမူးနေလျက်ကတိစီသောကြောင့်သူ့ကိုယ်သူမထိအောင်တတိထားကင်လာသည် ထို့အခါကိုတုံးဖြူကိုကြည့်နေကြသောတငယ်ချင်းတွေကလှမ်းမေးလိုက်သည်ဟေးကောင်ဘာလို့ဟုတ်လဲကွာကြည်မာကြီးပြဆက်တဲ့ခွန်တိုက်လဲရအောင်ဟေးကြည်မာကြီးဘလို့ဖြစ်တယ်ဆိုတာကြည်ပြီးရဲရတာပေါ့ကွာနောက်ပြန်ဆိုရင်ငါဒီလိုမပြောရတော့ဘူးကွာဖုန်းကြီးစီမှာပညာတတ်ရတော့မှာမြို့ကောင်မပြန်ငယ်အမတ်တရားပြပြပပပေါ့ကိုတုတ်ဖြူကတဟားဟားရဲရင်ခွေးလျားသည့်တွဲကြီးဆွဲပြီးခြေလွန်းတသက်ဖြစ်လာနေသောအခါ ဒီကမ်းမသားနဲ့တော့ပေါင်းမဖြစ်တော့ပါဘူးဒင်းကိုလျာသီးတွေနဲ့လွတ်အောင်ရှောင်းတာကောင်းတယ်ဟေးတော်ကြဒုဗာတိမီရာနေမှာဖြစ်ဒုက္ခတယောက်တခွန်းပြောချပြီးជីမာကြီးကိုညွန်ခွဲမှလင်းမြန်စွာဖြုတ်ပေးလိုက်ကြသည်ညွန်ခွဲမှလွတ်သွားသောជីမာကြီးသည်အသက်ပြီးမှလွတ်ရာလွတ်ချောင်းပြေးရှာသည်တို့သောတညာလုံးညွန်ခွဲမိနေသောဒုက္ခကြောင့်ခြေရွေလက်တွေထုံကျင်းနေတာကတကြောင်တညာလုံးအစာရေစာငတ်နေတာကတကြောင်ကောင်းမွန်လင်းမြန်စွာမပြေးနိုင်ပဲဖြစ်နေသည် ုတ္တပြုကညွန်ခွင်းဖြစ်လွတ်ရပြီမလားဟုဒေါသထွက်ပြီးတငယ်ချင်းတွေကိုဆဲဆူတိုင်းတာကချီနဲ့ချီနဲ့ဖြစ်ပြီးနေတော့ကြီးမာကြီးနောက်ကိုခွေးလျားသည့်အတွေ့ကြီး ဆွဲပြီးတိုင်းခွန်နှင်းလိုက်သည်အရက်ကမုန်နေသောကြောင့်ကြီးကိုမိအောင်မလိုက်နိုင်ခြင်း တငယ်ချင်းတတိုက်ကအတိတ်ပဲမရှိတော့အလုံးလုံးနေတော့ကိုတုတ်ဖြူကိုအကူညီမပေးတော့ညာလဲမြို့ပေါ်မှာနေပြီးကိုရက်ရွာကိုခင်မင်းတော့အဖြစ်အလဲပတ်ပြန်လာတော့တငယ်ချင်းကိုတော်ထဲမှာအရမူးလဲပြီးတခုခုဖြစ်နေမှာစိုးရိမ်တော့ကြောင့်မျက်ချီမပြတ်နောက်ကလိုက်ကြည့်ကြရသည်ကိုတုတ်ဖြူအနာကိုကမိသူမမကဝင်ကြချင်းခွေလျာသည်ထိမှာစိုးကြသည်လိုင်းရင်းလိုင်းရင်းဖြစ် ီတော်ရင်တဏီယာဝဲဒူတင်ဆောင်ကတရားအထုတ်နေသောဖုံးတော်ကြီးတပါတရင်သုံးရနေရာတောချောင်းကလေးတို့ရောက်လာကြသည်ထို့အချိန်မှာဖုံးတော်ကြီးသည်အညောင်းပြေအိထရိယာပုံမျှတစေရန်စဉ်ကြံကြွနေစဉ်ဖြစ်သည်ကြီးမာကြီးကဖုံးတော်ကြီးဤတော်ရချောင်းကလေးရှိရောက်သောအခါအမောဆိုလာဟန်ဖြင့်လဲကျသွားသည်စဉ်ကြံကြွနေသောဖုံးတော်ကြီးကစဉ်ကြံကြခြင်းကိုရပ်ပြီးကြည်နေသည် ကိုတုတ်ဖြူနောက်မလမ်းမကမ်းမှပါလာတော့တငယ်ချင်းများကကိုတုတ်ဖြူဤအရမမှုဖြစ်မလောက်အပ်တော့အလုတ်ကိုဖုံးတော်ကြီးအားရှောက်ထားကြသည်ဖုံးတော်ကြီးစီခွေးလေးဟာတီတွဲကြီးဆွဲပြီးလဲနေတော့ကြီးမာကြီးထံဒရင်ကြိုင်သွားနေတော့ကိုတုတ်ဖြူကိုရှေးသို့ရောက်အောင်လှင်မြန်စွာကြသွားပြီးဤခဏကကျုပ်နေတဲ့နေရာလေးကိုရောက်လာတဲ့တတဝါမှန်သမျှဘေးမဲ့ဖြစ်တဲ့ဟူမိတ်ကြားလေသည်လဲကြနေရောကြီးမာကြီးရှေ့မှာ အကာအကွယ်ပြုရက်နေရောမူလိုက်သည် ဘုံတော်ကြီးစိတ်ထဲမှာဤသူအသားမြက်လိုက်ရင်ကိုတုတ်ဖြူသည်သူလှုပ်ချင်သောကိစ္စကို အကောင်ထဲမှာပေါ်ရော့ပဲရက်တက်နောက်ဆုတ်သွားလိမ့်မည်ဟုထင်တော်မူသည်တငယ်ချင်းတစ်တိုက်လုံးဤစိတ်ထဲမှာဤဘုံတော်ကြီးကိုရိုသေသမှုဖြင့်ကိုတုတ်ဖြူနောက်ပြန်လှည့်လာမည်ဟုထင်နေကြသည်ဘုံတော်ကြီးဤနေရာမှာတရားအားထုတ်နေသည်မှာကြာမြင့်လာပြီဖြစ်၍ဘုံတော်ကြီးတားမြင့်လင်းကိုတုတ်ဖြူနာခံမည်ဟုတတိချတွင်းနေကြသည် ို့တော့ညှို့တက်ပြီးနာမည်ကျော်ပေးတဲ့ဆရာလောက်ခါငွေစကြီးစလေးရှင်ရှင်ဖြစ်ကိုရွက်ရပြန်ရောက်လာတော့အချိန်ဝဲကိုကိုကိုအထင်ကြီးပြီးအောက်ချီလွတ်နေတော့ကိုတော့ဖြူကတွေးကြကြအရမမှုဖြစ်မိသူကမှမထင်သောစကားကိုပြောကောင်မိသူကမှမထင်သောအလုပ်ကိုလုပ်လိုက်သည်ဖုန်ကြီးကလူကိစ္စမဆိုင်ပဲဝင်ရှုပ်တယ်မှတ်ထားဘူးပြောကောင်ပြောဆိုဆိုလက်ထဲကကင်လျက်ရှိသောခွေးလျားသည့်အတွဲလိုက်ကြီးဖြင့်ဖုန်းတော်ကြီးမျက်နှာကို ပေါက်လိုက်သည် ခွေလျာသည့်အတွဲကြီးဖြင့်ဘုံတော်ကြီးအတူပါလာသောတငယ်ချင်းများ၏အံ့ဩသင့်ပုံကပြောမပြတတ်အောင်မင်းဖြစ်သွားသည်စိတ်ဆိုးလွန်းသောတငယ်ချင်းတယောက်ကကိုတုတ်ပြူကိုဆွဲဆောင်ပြီးလက်တီးဖြင့်အားရပါးရထိုးလိုက်သောအခါငကိုမူးနေသောကိုတုတ်ပြူသည်လက်တီးသုံးလင်းပြတ်များဖြင့်နေပေါ်တို့ခွေခွေလေးလေးကျသွားလေသည်ကြံလူတွေကကြပြာကတိရခတ်ပြီးဖုံးတော်ကြီးမျက်နာကိုစေးသူကစီပေသည် အနိမဝဲရှိစည်းပြူဝဲမှာစည်းပြူသီးတွေကိုပြေခူးပြီးကြောက်တုံးပြထုအရင်ညက်ခါဘုံတော်ကြီးမျက်နာကိုဆွတ်သူကဆွတ်ပေးသည်မိမိတို့ဥကောင်းမှရှစ်တက်တက်၍သပင်ဖြင့်ဘုံတော်ကြီးမျက်နာကိုဥကောင်းဆိုင်ခါသပင်ဖြင့်ပုတ်သူကပုတ်ပေးသည်ဘုံတော်ကြီးကသူ့ဝေဒနာကိုတီးကန်ထိန်ချုပ်ထားလိုက်ပြီးကိုတုတ်ပြူအမောပြေတော့အောင်ပြုစုရန်တာမိတော်မူသည် တငယ်ချင်းတတိုက်ကကိုတုတ်ဖြူမျက်နာကိုရေရွေလောင်းပြီးအလေးချပေါက်နေသောတမညာပဲမှတမညာတီးတွေခူးပြီးနားထဲညစ်တဲ့ချင်းဖြင့်ကိုတုတ်ဖြူအမူးပြေသလောက်ဖြစ်ကတတိကောင်းကောင်းပြန်ရလာသည်ကိုတုတ်ဖြူတတိရလာသည့်အချိန်ဝယ်ဖုံးတော်ကြီးမျက်နာသည်ခွေးလျားသည့်အစွမ်းကြောင့်ညီရဲကအဖုကြီးတွေအပိတ်ကြီးတွေအစုပ်လိုက်ထနေသည်တကားတို့ပြန်ကြတော့ ဖုံးတော်ကြီးကမိကြားရာမူချက်အရတိုင်ငယ်ချင်းတတိုင်ဖုံးတော်ကြီးကိုရွတ်သေးစွာဥခိုက်ကတော့ကြားပြီးရိုင်းတိုင်တိုင်ဖြစ်နေသောကိုတုတ်ဖြူကိုခက်ကြမ်းကြမ်းဆွဲပြီးပြန်လာကြသည်ဤအကြောင်းကရွာထဲတွင်ချက်ချင်းပင်လူတိုင်းသိကရွာဦးဖုံးတော်ကြီးနားတို့ပင်ပေါက်လေသည်ထို့ကြောင့်ဘေရင်ပညာနောက်တဆင့်တိုးတင်လို၍ရောက်လာသောကိုတုတ်ဖြူကိုရွာဦးကျောင်းဖုံးတော်ကြီးကမေးတော်မူ၏ကိုကိုတုတ်ဖြူပြန်မဖြေဝဲမဲဖြစ်နေသည် ရဟန်းတန်ခါကိုပြစ်မာတဲ့မင်းလိုလူကိုပညာသိမ့်မေးအစိတ်ပင်ရေလောင်းတလို့မင်းအကုသိုလ်တွေထဲမှာငါပါဝေစုရနေအောင်မယ်ပြန်တော့မအောင်ထုတ်ဖြူရွာဦးချောင်းဖုံးတော်ကြီးမိကြချက်ကကိုတုတ်ဖြူအတွက်ပြည်စုံနေပြီဖြစ်ရာကိုတုတ်ဖြူသည်စိတ်မကောင်းခြင်းတဝက်ဒေါသဖြစ်ခြင်းတဝက်ရှက်ချင်းမှရောပြီးဖုံးတော်ကြီးကိုခရော့ချင်းမဲ့မပြူတော့ပဲပြန်ထွက်လာခဲ့သည် ရွာသူရွာသားတွေအနေဖြင့်သူကိုရောက်လာကားစားလို့ခေါ်ခြင်းမပြုတော့ဒီကိုလေကိုတုတ်ဖြူတတိထားမိသည် ်ထို့ကြောင့်ဇနီးတယ်မဲ့အေးကိုမနှက်ပြန်မြုပ်ပြန်မှုအတွက်ပြင်ဆင်ရန်စကားတူတူဖြင့်မှာကြားကဆောင်ကိုကောင်းမီချုံအိတ်နေလိုက်တော့သည်ခီးထွက်ရန်အတွက်ပြင်ဆင်ကရှိသည့်ညာကိုပြင်ဆင်ပြီးမဲ့အေးကညနေဆောင်လာပြီးဖြည့်၍ညနေစာထမင်းစားရန်ခေါင်းမီချုံ အိတ်နေသောကိုတုတ်ဖြူကိုခြုံထားသောဆောင်ဆွဲပွင့်ပြီးနှိုးလိုက်သည်ဆောင်ဖွင့်ပြီးမျက်နာပေါ်လာသောကိုတော့ဖြူကိုနင်ရတော့မဲ့အေးသည် အောင်မလေးမျက်စွာဖျားဖို့အလံတကြား အော်လိုက်မိသည်ဟဲငင်ကဘာဖြစ်ရပြန်တာလဲမျက်နာကြည့်ပြီးအလံကြားအော်လိုက်တော့မေအေးကိုကိုတုတ်ဖြူဒေါသဖြစ်စွာပြန်မိလိုက်သည်တော့ပါတာပဲကြည်ပါတော့ပြန်ကြည်ပါတော့တော်မေအေးကငိုတန်ကြည့်ပြီးပြောကသူတနခါလင်းရသုံးသည်မှန်လေးကိုယူပြလိုက်သည်ဘာလဲဘာကိုကြည့်ရမှာလဲငါစိတ်တူနေတော့ဒေါသပြန်မလုံးနဲ့နော်ကိုတုတ်ဖြူကပြောပြီးသူ့လက်ထဲရောက်လာတဲ့မှန်လေးကိုအမတ်မထင်ငုတ်ကြည့်လိုက်မိတယ်တွင် အမလေးငါမျက်နှာကြီးဘလို့ဖြစ်သွားလဲဟာပြောပြောဆိုဆိုမန်ကိုကြည်သွားမတက်လက်ဖြင့်ဖြင်းရင်လိုက်ကသူ့မျက်နှာကိုကြောက်လန့်စွာမျက်လုံးပြူးကြည့်နေသည်မျက်နှာတစ်ခုလည်းမဟုတ်ဘူးကိုတော့ဖြူရဲ့ရှင်းတစ်ခုလုံးတစ်ခုလုံးမဲအေးကငိုလိုက်သည် ထိုအခါကိုတော့ဖြူမန်ထဲမှာတိတိကျကျချိလိုက်သည်မဲအေးပြောသည့်အတိုင်းပဲမျက်နှာတစ်ခုလည်းသာမဟုတ်တော့ပဲညရွက်တည်းလေပင်တွေထို့နောက်ကိုတော့ဖြူဤ လက်ရောခြေရောတစ်ခုလုံးတဖန်းတီးကြီးတွေလိုအပုအပိတ်တွေအစုံလိုက်ထွက်နေသည်ကိုသိဆင်းရဲစွာမြင်ရလေရောသည်တစ်ခုလုံးတစစ်စစ်ဖြစ်ရာရန်ဒီမှာတဖြည်းဖြည်းမနေနိုင်အောင်ဖြစ်လာသည်ငါတို့နူဝီထင်တာပဲမေအေးရဲ့ကိုတုတ်ဖြူပြောပြောဆိုဆိုချုံချုံချငိုလိုက်ရှာသည်ကိုတုတ်ဖြူယောဂါကအနုလည်းမဟုတ်ချင်အနုယောဂကိုဆရာတွေက ကိုတုတ်ဖြူယောဂသည် အနုမဟုတ်ဟုခံခိုင်မှမှပြောကြသည် ်ရုပ်ကိုလည်းပြန်၍မဖြစ်တော့ခြင်းမဲအေးတယောက်ဖြစ်တယ်လို့ရှာဖွေခြင်းဝင်နေသည်ကိုစင်းရဲချုံငဲ့စွာစားတောင်းရင်စိတ်ဆင်းရဲသောဝေဒနာကိုနှိရှိတ၍ခံစားနေရရှာသည်အယက်မူမူဖြင့်သူတော်ကောင်းကိုပြမမိခဲ့သောသူအပြစ်ကိုလည်းသူသိသည်ကိုတုတ်ပြူတယောက်မပြမအပ်သောသူတော်ကောင်းကို ပြမတော့ကြောင့်အာကုတ္တလန်ငင်းအကျိုးပေးလိုက်သည်ကိုတနာသူကတနာသည် အပြစ်ပြောသူကပြောသည်ကိုတုတ်ပြူယောဂာသည် ဖြစ်ပြီး6လကြာသောအခါရွာဦးချောင်းဖုံးတော်ကြီးသည်တဏီတော်အခါဝဲကိုတုတ်ပြူအိမ်သို့ကြွလာသည်ဤတချိန်မှမူကိုတုတ်ပြူသည်ဖုံးတော်ကြီးကိုရိုသိစွာလက်ဆောင်မိုးပြီးရှိခိုးသည် သူခံစားရသောစိတ်ဆင်းရဲကိုဆင်းရဲမှလွတ်ရာလွတ်ကြောင်းကေမာရောမူရန်ငို့ရတောင်းမှန်သည်ဖုံးတော်ကြီးသည်ကိုတုတ်ဖြူကိုကျင်နာစွာဖြင့်အကြံပေးစကားတိုက်တွန်းတော်မူသည်ငါပြောတာနားထောင်မောင်းတုတ်ဖြူ တော်ရဆောက်တည်နေတဲ့ဆရာတော်ဘုရားကြီးစီကိုမင်းအမြန်ဆုံးသွားပြီးရှ िख ုံးတောင်းမှန်ပါမင်းလက်ချက်ကြောင့်ဆရာတော်ဘုရားကြီးမျက်နှာမှာတော်တော်ဝေဒနာခံလိုက်ရတယ်။သူတို့ကောင်းကတော့ဘယ်သူမှအာနာဒမထားဘူးပေါ့။ဒါပေမဲ့လည်းအပြစ်မှားတဲ့သူမှာမိမိအာခုတော်ကမိမိကိုပြန်ပြီးစီရင်တဲ့သဘောမျိုးဖြစ်တယ်။အဲ့ဒါမင်းကိုယ်တိုင်တောင်းမှန်လိုက်ရင်တက်တာတန်းတယ်လို့တက်တာလိမ့်မယ်။ငါထင်တာပဲ ဖုံးတော်ကြီးအကြံပေးတိုက်တွန်းချက်ကိုကိုတုတ်ဖြူဝမ်းမြောက်ဝမ်းသာလက်ခံသည်ချက်ချင်းပင်မဲအင်းနှင့်အတူတက်ဆန်းနိုင်သည်ရသောလူပဲပစ္စည်းကလေးများဖြင့်တော်ရဆောက်တည်နေသောဆရာတော်ကြီးချံသွားကြသည်ဆရာတော်ကြီးချံရောက်သောအခါကိုတုတ်ဖြူကြီးဆရာတော်ကြီးချီကိုဥခိုက်ကသူ့အပြစ်ကိုတနာတစ်ပြစ်ခွလွန်ပါရန်ငိုပြီးရှ िख ိုးတောင်းမှန်သည်ဆရာတော်ဘုရားကြီးကသူတော်ကောင်းပြီပြီခွလွတ်တော်မူပြီးသားပင်ဖြစ်သည် တို့သောကိုတုတ်ဖြူကိုအထူးသဖြင့်တနာတော်မူဝန်သည်သည်ပကတိအေးမြတည်ငြိမ်သောအတန်ဖြင့်မိကြားတော်မူသည်မောင်တုတ်ဖြူဖျားငါကတော့ဘသူမဆိုခွင့်လွှတ်ပြီးသားပါတို့သောမင်းကိုအထူးဖြစ်တနာပါတယ်မင်းခံစားနေရတဲ့ဝေဒနာကိုလည်းပျောက်စေချင်ပါတယ်ငါကတော့စီးတော့မကုတက်ဘူးကွတခုတော့တိုက်တွန်းလို့ရတယ်။မင်းမပြတ်မကွာလိုက်နိုင်မယ်ဆိုရင် မင်းဝေဒနာတက်တာတန်ကောင်းရဲ့လို့ညှော်လင့်မိတယ် အမဲရှိတော်မူပါဗျာတပည့်တော်မပြန့်ကွက်လိုက်နာကျင့်သုံးပါမယ်ဗျာမင်းကအသားစားလဲအလွန်ကျူးရဲကွယ်ငါပြောတာကြားလားဟုတ်ပါတယ်ဗျာကိုတုတ်ဖြူကဝန်ခံသည်မင်းအတ္တမွေးရဲ့ပညာကလည်းတော်ကတက်တာကနည်းနည်းလိမ့်နာညာတာကများနေတယ်မင်းမှ၅ဘာတိလာဆိုလို့တဘာမှမရှိဘူးဒီတော့မင်းဖို့တက်တာရတက်တာကြောင်းဖြစ်နိုင်မယ်ညရာကတော့ညတိုင်း၅ဘာတိလာမကြိုးပေါက်အောင်အထူးတတိထားပြီးစောက်ထင်းပတ်မဲဆိုတဲ့အဓိဋ္ဌာန်တစ်ခု ခြေလေးချောင်းသားခြေနှစ်ချောင်းသားကိုအသက်ထက်ဆုံးရှောင်မမယ်ဆိုတဲ့အဋ္ဌဋ္ဌတစ်ခုအဲ့အဋ္ဌဋ္ဌနှစ်ခုကိုခိုင်းမြဲစွာလုံလုံဆောင်ထင်းကြည့်စမ်းပါတစ္ဆာအဋ္ဌဋ္ဌရဲ့တကူဟာအင်မတန်ထက်မြက်ပါတယ်မောင်တုတ်ဖြူရဲ့တခုခုတော့ထူးခြားပါလိမ့်မယ်လို့ငါထင်တယ်လေတော်ရကျောင်းဆရာတော်ကြီးကဤမြတာမိတ်ကြတော်မူလေသည်တော်ရဆရာတော်ကြီးကဤမြတာမိတ်ကြတော်မူလေသည် ိုတုတ်ဖြူသည်ဆရာတော်ကြီးထံမှပြန်လာပြီးနောက်တနေ့မှစ၍ဆရာတော်ကြီးမိထားသားသည့်အတိုင်းအတိတ်ကြံတစ်ခုကိုယူတီလေးနဲ့ဆော့စတင်ကျင်သုံးဆောက်တည်လေသည်တုံးလာတည်တည်ကြသောအခါကိုတုတ်ဖြူဝေဒနာသည်တိတာအောင်ပင်တက်တာလာတီကိုတွေ့ရသည်ကိုတုတ်ဖြူဝမ်းသာလိုက်သည့်ဖြစ်ခြင်းအဲနာသုံးပါးကိုအထူးပုံမိုရိုသေးလာသည်စောက်တည်သားသောအဋိဋ္ဌံနှစ်ခုတို့ကမကနေ့စဉ်၈ပါးတိလာကိုစောက်ထင်းနေသည်ဒိဋ္ဌံဖြင့်ကမ္မထံထိုင်သည်ပတိစိတ်သည် တနစ်ကြော်ကြသောအခါဝယ်ကိုတုတ်ဖြူမှာဆွေးကပ်သောဝေဒနာသည်ပျောက်ပြီဟုဆိုရအောင်ပင် ပကတိအသားရေတိုင်းဖြစ်လာလိမ့်မည်။မေအေးအေးပျောက်ပြီသားယောဂါဟာပြန်ဖြစ်မှာတော့မဟုတ်ဘူးထင်ပါရဲ့။ကိုတုတ်ဖြူကသူ့မျက်နှာကိုမှန်နှင်းမှကြည်ရင်ဝမ်းသာစွာပြောသည်။မေအေးလည်းဝမ်းသာရှာသည်။ကိုတုတ်ဖြူပျောက်ကင်းမှသာလင်မယားနှောင်မြို့ကိုပြန်ပြီးပေရင်ဟောနိုင်မည်။ဝေလီကြီးလေးပြန်လေအစာဖြည့်နိုင်ပြီတို့တော့ကိုတုတ်ဖြူကခွေးမိကောက်ကြည့်တော့ဆွတ်တော့လူစားမျိုးသားဖြစ်ရကား သူ့ဝေဒနာပျောက်ပြီးဟူစိတ်ချယုံကြည်စွာဖြင့်အငတ်ခံရှောင်လာခဲ့သောအသားဟင်းကိုပြန်လည်တောင်းတလာသည် အစားကျင်သောစိတ်ကို မထိန်ချုပ်နိုင်ပေမေအေးကအတန်တန်တားမြစ်တောင်းမှန်နေသည့်စကားကို နားမထောင်ပဲမိသည့်အင်္ကာမမသိအလဲလွန်ပြီးရောက်လာသောကြောင်လေးတစ်ကောင်ကို ကိုရိုင်းသက် ကိုရိုင်းချက်က အာရပါရစားလိုက်သည်သမင်းနှလုံးမှပစက်သေးရောက်သေးသည် ကိုထုတ်ပြူတယောက်သမင်းနေလေတော့သည် မျက်လုံးကြီးပြူကမရှူနိုင်မခဲနိုင်ဖြစ်နေသောချစ်လင်ဖြစ်အင်ကိုမြင်ရသောမေအေးကအိမ်နီးနာချင်းတွေကိုဟစ်အော်ခေါ်သည်တတရွေမှတ်တရွေဝိုင်းဝန်းပြူစုကြသောလဲ လျောက်ချောင်းမြန်နေနေတော့ချက်သားရင်တုံးပြီးသမင်းကိုပြန်ထွက်အောင်၎င်းဝိုင်းတဲ့သူကြအောင်၎င်းမိသူမြမတက်နိုင်တော့ချေတို့တောင်းလာတော့အချိန်လေးအတွင်းမှာပင်ကိုတုတ်ဖြူတယောက်မျက်လုံးပြူလျက်နဲ့အသက်ထပ်သွားရှာလေသည်တိုက်ဆိုင်မှုလေးလားငတ်ငတ်ဖြစ်အငမ်းမရစားတော့ကြောင့်နင်သားသလား သူတော်ကောင်းကိုပြစ်မဆော့ကားသာသည်အာဟုတုံမကြည်သေးမီမာစောက်တီထားသည့်အဒိတ်ထံကိုမယုံမတိချိုးဖြတ်သောကြောင့်တစ္ဆာစုလေသလားဆိုသည်ကိုပဲမိသူမှအတိအကျမပြောလင်နိုင်လင်းကစားကိုတုတ်ဖြူအဖို့ရဲနာသုံးပါအားတိုက်တဲ့ပေးသားသည့်ဂတိကိုလိန်လေသောကြောင့်လက်ငင်းခံစားသွားရသည့်ဖြစ်ကမူရှိပြအံရွာတွင် ပြောစမှတ်ပြူကြံရည်တီမှာမခင်ရွှေရောက်လာသည့်အချိန်ထိပင်ဖြစ်ပေသည် မခွင်ရှိကသူရေးထားဒီကိုသူပြန်ဖတ်ပြီးတော့အခါအဖွားကြီးကဖတ်ပြပါအောင်ဟုဆိုတဲ့ဖြင့်ဖတ်ပြရသေးသည်ရှာမာလီရေးတာတိတ်ကောင်းတာပဲကိုယ်အဖွားကြီးကချီကျူးလိုက်သည် ရေးပြအောင်နဲ့ပတ်သက်လာရင်လူတွေရောစိတ်ဆန်တွေရောမိပြောက်လို့မရအောင်မှတ်လောက်သားလောက်တွေကြီးပဲနော်ဖွားဖွားရေးပြအိုင်ကတော့ပြောမနေနဲ့မင်းကလေးတက်ရှိတတဝါသာထူးဆန်းတာမဟုတ်တတ်မဲ့ဖြစ်တဲ့တစ်ပင်ကားတော့ပြောလို့ယုံနိုင်စရာမရှိဘူးထူးဆန်းနေကွယ် ဟုတ်လားဖဖဇလန်တပုတ်တော်ရပြန်ပြီပြောပြအောင်နော်ဖဖအေးအေးအခုပြောပြမယ်အကြောင်းကိုတော့ရေးပြအိုင်ကတစ်ဆုံးပင်လို့ခေါင်းစည်းတက်လိုက်ဟုတ်ကဲ့ဖဖရေးပြအိုင်ကယောဂတဲဆိုတဲ့ဇလန်လေးကတော့ဒီမာရင်ပဲပြီးဆုံးပါပြီနောက်ထပ်ရေးပြအိုင်ကတစ်ဆုံးပင်ဆိုတဲ့ဇလန်လေးကိုလည်းစောင့်မျှော်ကြည့်ရှုနားဆင်ပြကြပါအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဒီ channel လေးကိုနားထောင်ပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုတက်မှချမ်းသာပါစေလို့ ်ကျွန်တော်မြတ်တာပို့တာလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်